မင်္ဂလာပါရှင်ခေတ္တတလီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တော်လန်ရေးတက်များဤစိုးမိုးနေမြေမှာမလေးရှားနိုင်ငံထပ်ပင်ကြီးမားနေပြီးအသွင်ကူးပြောင်းရေးအစိုးရတရက်လိုအပ်နေမှုကို EOS များကသဘောတူညီလက်ခံထားဟု NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်တော်လန်ရေးတပ်များ၏စိုးမိုးနယ်မြေမှာမလေးရှားနိုင်ငံထပ်ပင်ကြီးမားနေပြီးအသွင်ကူးပြောင်းရေးအစိုးရတရက်လိုအပ်နေသည်ကိုတိုင်းရင်းသားတော်လန်ရေးတပ်ဖွဲ့များ EOS များကအခြေခံအားဖြင့်သဘောတူညီလက်ခံထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုကပြောဆိုပါတယ်။ The Burma Guardian မှာ ဝိုင်းသတင်းကြောင့်ဦးခင်မောင်စိုးနဲ့တွေ့ဆုံမေးမြန်းကန်တွင် အမျိုးသားညီညွတ်ရေးအစိုးရပညာရေးနှင့်ချမ်းမရေးဝန်ကြီးဒေါက်တာစောဝေစိုးကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံတွင်တော်လန်ရေးတံများဤစုံမိုးဧရိယာသည်မလေးရှားနိုင်ငံထပ်ပင်ကြီးမားနေပြီးစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့်လေပတ်နေကြောင်းဒေချောင်းရံမှအပတ် တော်လန်ရေးတက်များသွာလာနိုင်သောနေရာမှာကြီးမားကျေပြန့်လာကြောင်းဒေါက်တာဇော်ဝေဆိုက ပြောဆိုပါရယ်အခုကျွန်တော်တို့တွေစိုးမိုးနေတဲ့နေမျိုးကမလေးရှားနိုင်ငံလောက်မကတော့ဘူးကျင်းနေပြီအဲ့ဒီ feeling တကယ့်ကိုမြေပြင်စိုးမိုးနေတာအခုကျွန်တော်ဖြတ်သွားလိုက်ရင် လေကွင်းတွေစိုက်ခင်းပြိုးခင်းတွေမဆိုင်တဲ့မပြိုးတဲ့လေကွင်းမှမရှိတာမဆိုင်တဲ့မပြိုးတဲ့နေရာဒေသမှမရှိတာနောက်မွေးမြူရေးတွေလုပ်ငန်းတွေလည်းလုပ်နေတာ ပုံမှန်လေပတ်နေတဲ့စိုးမိုးဒေတာတခုရှိနေတယ်။လေချောင်းရံမအပါပေါ်ရှိနေတယ်ဆိုတဲ့ခန်းစားချက်မျိုးရတယ်။ဒီမြေဒီရေဒေတာတွေကိုငါတို့တွေပိုင်စိုးနေပါလား။ငါတို့တွေသွားနိုင်လာနိုင်လုံနိုင်ခိုင်နိုင်ပါလားဆိုတဲ့အသည့်နဲ့ feeling ခန်းစားချက်ကမြေပြင်ရောက်တဲ့အချိန်မှာရှာပါတယ်ဟုဒေါက်တာဇော်ဝေစိုးကရှင်းပြပါတယ်။မလေးရှားနိုင်ငံသည်ဧရိယာစတူရန်မိုင်ပေါင်းတသိန်း2824ကျယ်ဝင်ပြီး မြန်မာနိုင်ငံမှာဧရိယာ၁၂ရမ်းမိုင်ပေါင်း236228ရှိသဖြင့်မလေးရှားနိုင်ငံမှာမြန်မာနိုင်ငံချက်နှစ်ဆခန့်တည်ငယ်သောနိုင်ငံတစ်ခုဖြစ်ပါသည်။ထို့ပြင်တော်လန်ရေးတပ်များစုံမုံးနေသောနေမြများကိုအခြေခံ၍အသွင်ကူးပြောင်းရေးအစိုးရတရက်ဖွဲ့စည်းရန်လိုအပ်သည်ဆိုသောသဘောထားကိုတိုင်းသားတော်လန်ရေးလက်နက်ကိုင်အဖွဲ့အစည်း EOS များကနားလည်လက်ခံသဘောတူထားကြောင်း ထိုအဆင့်သို့တက်လန်းရန်စည်ရည်နှင့်နိုင်ငံရေးနောက်တဆင့်တက်ရန်လိုအပ်ကြောင်းသူကဆက်ပြောပါရင် ကျွန်တော် informal အဖွဲ့အစည်းတွေနဲ့တွေ့ဆုံသလား informal ကျွန်တော်နားလည်သလောက်တော့အဖွဲ့အစည်းတွေအားလုံးကတကယ့်ကိုအသွင်ကူးပြောင်းရေးကာလအသွင်ကူးပြောင်းရေးအစိုးရတစ်ခုလိုအပ်တယ်ဆိုတာအားလုံးသဘောတူပါတယ်ဒါပေမဲ့အဲ့ဒီလိုဖြစ်ဖို့အတွက်ကတော့စီရေးနိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့လိုတယ်နောက်တစ်ဆင့်တက်ဖို့အတွက်ကျွန်တော်တို့ကအဲ့ဒါကိုကြိုးစားရမယ်ဒါကြောင့်စီရေးနိုင်ငံရေးနောက်တစ်ဆင့်တက်ဖို့အတွက်အားလုံးဝိုင်းဝန်းပြီးတော့ကြိုးစားဖို့လိုတယ်အလုံးရဲ့သဘောကတော့ Federal Democracy နိုင်ငံမဖြစ်ခင်မှာ transactional government နဲ့ transactional arrangement လို့ရဲဆိုတာကိုအလုံးကသဘောတူပါတယ်။မလေးရှားနိုင်ငံလောက်မကတဲ့နေပြည်တော်မှုမှုရှိနေပြီ။2023ကဘာနေပြည်မမဆိုးဘူး။2025မှာသက်ဆိုင်ရာ Federal Data အလိုက်ရက်ခိုင်ဆိုရင်ရက်ခိုင်မှာတိန်းထားတာအများကြီးပဲ။အလားတူပဲချင်း၊ကချင်း၊ရှမ်းမြောက်၊ကရင်နီအခုဆိုရင် ကရင်ပေါ်အဲ့ဒီအထဲမှာလဲပြည်မဒေတာတွေလည်းအများကြီးပဲ။အဲ့ဒီအပေါ်မှာအခြေခံပြီးတော့အသွင်ကူးပြောင်းရေးကာလအစိုးရတစ်ခု လူတွေဆိုတာအလုံးသဘောပေါက်ပါတယ်သဘောလဲတူတယ်ဘယ်လိုသွားမလဲဆိုတာတော့နီလန်အမျိုးမျိုးရှိမှာပေါ့အလုံးရဲ့ရည်ရွယ်ချက်ကတော့အသွင်ကူးပြောင်းရေးအစိုးရလိုတယ်ဆိုတာအလုံးသဘောတူပါတယ်ဟုလက်ကောင်းကဆက်ပြောပါတယ်စစ်အာဏာရှင်ကိုချေမှုန်းပြီးအသွင်ကူးပြောင်းအစိုးရတရက်ပေါ်ပေါက်လာရင်မြန်မာပြည်သူများအပါအဝင်တော်လှန်ရေးအင်အားစုများအလုံးစီရင်နေနိုင်ငံရေးနောက်တဆင့်တက်နိုင်ရေးအတွက်ဝိုင်းဝန်းတွန်းအားပေးကြိုးစားကြရန်လိုအပ်ကြောင်း NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးကတိုက်တွန်းပါတယ် အဲ့ဒါကိုဘလို့သွားမလဲဆိုတာကကျွန်တော်တို့နောက်ထပ်ရွေးမယ်အရွေးစီရေးအရနိုင်ငံရေးအရာအရွေးတွေအပေါ်မှာအများကြီးမူတည်တယ်။အဲ့ဒီအရွေးတွေကောင်းဖို့လိုတယ်။အဲ့ဒီအရွေးကိုရွေးအောင်အားလုံးဝိုင်းပြီးတော့တွန်းဖို့လိုတယ်လို့အားလုံးသဘောတူတယ်။အားလုံးကအဲ့ဒီလိုဆုံးဖြတ်ပြီးတော့ကြိုးစားပြီးလုပ်နေကြတယ်လို့ကျွန်တော်နားလည်ပါတယ်ဟု၎င်းကဆက်လက်ပြောဆိုပါတယ်။ NUG ဝင်ကြီးဒေါက်တာစောဝေဆိုသည်ပြည်ပတွင်ရောက်ရှိနေရမှယခုနှစ်စံပိုင်းတွင်ပြည်တွင်းသို့အပြေးပြန်လာခဲ့သောပထမဦးဆုံး ပြည်တော်ပြန် NUG ဝင်ကြီးတအူလည်းဖြစ်ပါတယ် ဆက်လက်ပြီးညောင်လေးပင်ရေပြူကန်ကြီးရွာတွင်အထိုင်ကျတက်ဆွဲထားသောစစ်တပ်ကိုဒရုန်းဖြင့်ပုံကျဲမှုစစ်သားလေးဦးသေဆုံးညောင်ဦးမြို့တွင်လည်းစစ်ကြောင်းထုံးနေသောစစ်တပ်ကိုတိုက်ခိုက်တဲ့ဆွဲတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရယ်ဘကိုးတိုင်းညောင်လေးပင်ခရိုင်ရေပြူကန်ကြီးရွာတွင်အထိုင်ကျတက်ဆွဲထားသောအကြံဖက်စစ်ကောင်စီတပ်သားများကိုဒရုန်းဖြင့်တိုက်ခိုက်ရာစစ်သားလေးဦးသေဆုံးခဲ့ကြောင်း7 Riban Drone Force မှတာဝန်ရှိသူတို့ကတရင်ဌာနသို့ပြောကြားပါရယ် ဇွန်လ20ရက်နေ့ည8:30မိနစ်ခန့်တွင်ညောင်လေးပင်ခရိုင်ရေပြူကန်ကြီးရွာတွင်အထိုင်ချတက်ဆွဲထားသောအကြံဖက်စစ်ကောင်စီတပ်သားများကိုတော်လန်ရေးတပ်ဖွဲ့များက60မမဘုံသီးနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ရင်တိုက်ခိုက်မှုအတွင်အကြံဖက်စစ်သားလေးဦးသေဆုံးပြီးအစာအုပ်ပေါ်ကြားရောက်ပောက်ခွဲခဲ့တာအကြံဖက်စစ်တပ်ဘက်မှလည်းလက်နက်ကြီးများဖြင့်ပြန်လည်ပြစ်ခတ်ခဲ့တော့လေထော်လန်ရေးရေးပေါ်များအထီးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်စစ်ခွေးအင်အားကတော့အတိအကျတော့မသိရဘူးစစ်ခွေးတေစရင်ထတ်တိုးတေစရင်ကတော့ကျွန်တော်တို့လည်းသတင်းဆောင်ဆိုင်နေစေပါပဲစစ်ခွေးတွေဘက်ကလက်နက်ကြီးတွေနဲ့ပြန်လည်ပြစ်ခတ်ခဲ့တာတော့ရှိပါတယ်ဒါပေမဲ့အထီးကိမ်းမရှိခဲ့ပါဘူးဟု7 Ravens drone force မှာတာဝန်ရှိသူတဦးကပြောဆိုပါရယ်အလားတူမန္တလေးတိုင်းညာဦးမြို့နယ်ညာဦးမြို့မှာတင်ကား၃စီးပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်သေးဆုံးမှုရှိကြောင်း People Democratic Army PDA တပ်ဖွဲ့ကထုတ်ပြန်ပါရယ်ယနေ့စွန်လ23ရက်နေ့ညအုံးမှထွက်လာသောတင်ကား3စီးပါစစ်တပ်စစ်ကြောင်းတစ်ကြောင် ထောင်စင်းရဲစခန်းမှထွက်လာသောအင်အား80ခန်းမှစစ်ကြောင်းတို့ကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းညအုံမြို့မှထွက်လာသောတင်ကားပါစစ်ကြောင်းကိုလည်း တိုက်မိုင်းဆင်၍တိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်သေးဆုံးမှုရှိကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA တပ်ဖွဲ့မှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်တပ်ဘက်ကလက်နက်ကြီးဖြင့်ပြန်လည်ပစ်ခတ်မှုကြောင့်ထွက်လည်ရေးတပ်ဖွဲ့ဝင်တအူကဥကောင်းကိုလက်နက်ကြီးစထိမှန်တန်းရာမစိုးရိမ်ရရရှိခဲ့ကြောင်းသိရပါတယ်။အကြံပတ်စစ်တပ်စစ်ကြောင်းကြောင့်ညောင်မြို့နယ်အတွင်းရှိချေးရွာဆေးရွာမှပြည်သူများစစ်ပေးရှောင်နေကြရကြောင်းထို့ကြောင့်အရေးပေါ်စာနယ်ဇင်းကစေဝါများလိုအပ်လျက်ရှိကြောင်းသိရပါတယ် ။ညောင်မြို့နယ်အတွင်းရှိစစ်တပ်ကမကြာခဏစစ်ကြောင်းထိုးလှုပ်ရှားလျက်ရှိပြီးမကြာခဏထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီးစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုသိရှိရန်စုံစမ်းနေစေဖြစ်ကြောင်းသိရပါသည်။ဆလပီပသိမ်မုံရလမ်းပိုင်းတွင်တင်ကားလေးစီးဖြင့်စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ဦးသေဆုံးပြီး၂ဦးအရှင်မိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါရယ်။မကွေးတိုင်းဆလင်းမြို့နယ်အတွင်းကိုပသိမ်မုံရလမ်းပိုင်းအတိုင်း တင်ကားလေးစီးဖြင့်စစ်ကြောင်းထိုးလာသောအကြံဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာစစ်တပ်ဘက်မှ3ဦးသေဆုံးပြီး2ဦးအရှင်ဖမ်းမိခဲ့ကြောင်း Pickup Brother Ruben Garila အဖွဲ့မှတာဝန်ရှိသူတို့ကတရင်ဌာနသို့ပြောကြားပါရယ်ဇွန်လ14ရက်နေ့မှစတင်ပြီးဆလင်းမြို့နယ်အတွင်းရှိကံပြားရွာဘက်ကိုတင်ကားလေးစီးအင်းအား200ဖြင့်ပသိမ်မုံရွာကားလမ်းအတိုင်းထိုးစစ်ဆင်စစ်ကြောင်းထိုးဝင်ရောက်လာသော အကြံဖက်စစ်ကောင်စီတပ်သားများကိုတော်လရေးတပ်ဖွဲ့များကစတင်ကြဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ် ထို့စစ်ကြောင်းသည်တောင်ညီနောင်မျိုးပြပျောက်ကြားတပ်ဖွဲ့နှင့်မင်းဘူးခရိုင်အမှတ်ငါတရင်ကခြောင်ထားသောမိုင်းငါလုံးကိုနှင်မိပြီးတက်ကြက်တဦးအပါဝင်စစ်ကောင်စီတပ်သား၃ဦးနေရာတွင်ပွဲချင်းပြီးတေဆုံးက၈ဦးတရားရရှိခဲ့ကြောင်းသိရပါသည်။ရင်းစစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကဇွန်လ၁၄ရက်နေ့ 15ရက်နေ့တို့တွင်နှစ်ရက်ဆက်ဒေါ်လန်ရေးတက်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာတင်ကားများရှေ့ဆက်မတိုးနိုင်တော့ပဲကံပြားရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားပြီးချင်းလင်းစစ်ကြောင်းမှလည်းပသိမ်မုံရွာလမ်းပိုင်းတွင်မိုင်းအကြိမ်ကြိမ်တိုးပြီးအထိနာခဲ့ကြောင်းသိရပါတယ်။ဇွန်လ16ရက်နေ့တွင်လည်းဒေါ်လန်အတိုင်းထက်မှန်စစ်ကြောင်းထို့ကခင်ဘလူရွာကိုဝင်ရောက်လာစဉ်ဒေါ်လန်ရေးအဖွဲ့များကအခုခံပိတ်ဆို့တိုက်ခိုက်ခဲ့၍ပြန်လည်ဆုတ်ခွာသွားကြောင်းဇွန်လ18ရက်နေ့တွင် ပိတ်ဆဲကြီးရွာသို့ ချက်မှန်ဝင်ရောက်လာစဉ်တော်လန်ရေးတပ်ဖွဲ့များနှင့်မိနစ်30ခန့်တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်သားများကပိတ်ဆဲကြေးရွာမှနေအိမ်များကိုမိရှို့ပြီးစစ်ကြောင်းပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။ထို9ရက်တာတိုက်ပွဲအတွင်အကြံဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားပြီးတိုက်ပွဲအတွင်စစ်ကောင်စီတပ်သား2ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။ လက်နက်ခဲယံတွေတင်စီရမိတာမျိုးမရှိပါဘူးစစ်ခွေးတေတာကတော့၃ဦးပါခြေပြက်တာတွေလည်းရှိတယ်လို့ Pickup Brother Ruben Garila အဖွဲ့မှတာဝန်ရှိသူတဦးကပြောပါရယ်အဆိုပါတိုက်ခိုက်မှုကိုတောင်းညီနောင်မျိုးပြပျောက်ကြားတပ်ဖွဲ့နှင့်မဟာမိတ်အဖွဲ့များဖြစ်သောမင်းဘူးခရိုင်အမတ်ငါတရင်အမတ်ငါတရင်ဂျုံတပ်ဖွဲ့ဆလင်းမြို့နယ်ပါကဖာမင်းဘူးခရိုင်အမတ်၁တရင်မင်းဘူးခရိုင်ပါကဖာတောင်းစစ်အောင် LBDF SLN LPDF ဗမာတပ်တော်ပေါတောင်ပိုင်းစစ်တပ်ဖွဲ့တို့ကပူးပေါင်းလုဆောင်ခဲ့ကြောင်းသိရပါတယ်။